ောင်ဆောင်ခါနဲ့ပတ်သက်ပြီးသတင်းတစ်ခုထွက်လာတယ်ထွက်လာတဲ့ on telegram group တွေမှာတော်တော်လေးရှိပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကြီး confirm လုပ်ကြည့်တယ် confirm လုပ်ကြည့်တဲ့အခါကျတော့ဟိုပို့လိုက်ပြောရင် confirm လုပ်ကြည့်တဲ့အခါကျမှပဲစိတ်တော့စိတ်တော့မကောင်းစိတ်တော့မကောင်းအခါနဲ့ပတ်သက်ပြီးထွက်တဲ့သတင်းကပါလဲဆိုတော့ဟိုအားတဲ့တရင်ကွင်ထဲမှာကရင်ပြည်နယ်ထဲကွင်ထဲမှာမောင်ဆောင်ခါဖြစ်ခံလိုက်ရပြီပေါ့နော်ကြားတာမောင်ဆောင်ခါဟိုတဲ့အဲပါလဲနဘူးဘက်ကကရင်ပြည်နယ်နဘူးဘက်ကနဘူးနာအထီးကလေးကော်တူးအဲ့တိုက်ပွဲမှာတဲ့မောင်ဆောင်ခါကတက်တူး ဘာပဲ sorry မောင်ဆောင်ကဒီ sniper နဲ့ sniper သာမိပြီးတော့ဆုံးပြီးဆိုတေပြီးဆိုပြီးတော့ရေးတယ်အဲ့မှာဒီ ठी ကလေးကော့ဒိုးဆိုတဲ့တိုက်ပွဲဆိုတာကဒီ KRU တက်မှာ9နဲ့9ခုနှစ်ကချိန်ဆက်နေရခွင်နေပါအဲ့ခွင်ထဲမှာရှိတဲ့နေရအဲ့နေရကို BGF နဲ့တက်မတော်နဲ့ပူပေါင်းတက်ဖို့ဝင်နေရဝင်ပြီးတော့ထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တဲ့ဆင်တဲ့အခါမှာတိုက်ပွဲဖြစ်ခဲ့တဲ့အတွက်အဲ့ကာလာတို့မှာကတော့ဒီမောင်ဆောင်ကောက်တက်တူ sorry မောင်ဆောင်ကောက် sniper ထိပြီးတော့ sniper မိပြီးတော့တေပြီးဆိုပြီးရေးတယ်ကျွန်တော်သိရတဲ့လောက် confirm လုပ်ကြည့်တော့ဟိုမောင်ဆောင်ကောက်ကို sniper ထိခြင်းမရှိဘူး နောက်တစ်ခုကအဲ့ဒီကိုယ်ကိုမောင်ဆောင်ခါရဲ့ BBL လေးအုပ်စုလို့ရောက်နေတာမရှိဘူးလို့ကျွန်မနံပါတ်1ကြားတယ်ဒါပေမဲ့တိုက်ပွဲဖြစ်ကြလေသားဆိုဖြစ်တယ်အဲ့ဒီခုနဒီကလေးကော့ဒိုနဘူးဒီကလေးကော့ဒိုအိုင်နာတဝိုက်ဒီမှာတက်မရော်နဲ့တက်မရော်ရဲ့ဟိုတိုက်ပွဲတွေဖြစ်တယ်ဘာလို့ဖြစ်လဲဆိုတော့တက်မရော်ကအဲ့ဒီဒီကလေးအဲ့နဘူးဘက်ချမ်းတွေကိုထိုးစစ်ပြန်ဆင်အောင်အကြောင်းရင်းอ่ะအဲ့ဘက်ချမ်းတွေမှာဒီတရားမဝင်ကုန်သွယ်ကားတွေလည်းအဲ့ဘက်ကနေဖြတ်ထုတ်နေတာအခုရှိရှိတော့အဲ့ဘက်ကိုကုန်သွယ်ကားတွေကိုတော့ဖမ်းဖို့တက်ရင်းနဲ့အဲ့ဒီမှာရှိတဲ့ဒီကရင်ခွန်တွေက KNU တက်မ9ခုနဲ့ချိတ်ဆက်ခွန်တွေထဲမှာတွားပြီးတော့ ဟိုဘာခေါ်လဲဆိုတော့ဒီတရားဝင်ကားတွေဖမ်းဖို့ထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တဲ့ခါမှာအဲ့မှာကြံနေတဲ့အတွင်းကြံလက်နက်ကင်အဖွဲ့တွေရှိတယ် KNU ဘက်ကလူတွေရဲ့ PDF တွေရဲ့အဖွဲ့တွေရှိတယ်အဲ့အဖွဲ့တွေထိတိုက်တွေ့တယ်တပ်ကပစ်တယ်စနိုက်ပါတွေနဲ့ကင်တာတပ်ကစနိုက်ပါကင်နဲ့ drone နဲ့အကဲကြည့်တယ်စနိုက်ပါနဲ့ပစ်တယ်ရှင်းပြောရင်တော့စစ်ကြောင်းကအောက်ကထိုးတယ်အဲ့လိုပေါင်းတာပေါင်းပြီးတိုက်တယ်ပေါင်းဆက်တိုက်တာဒါပေမဲ့အဲ့ထက်မှာမောင်ဆောင်ခမပါဘူးတဲ့မောင်ဆောင်ခမပါသလိုမောင်ဆောင်ခရဲ့ BBL တွေတစိုက်ပါတယ်လူတွေလည်းမပါဘူးတဲ့မပါဘူးတဲ့အဲ့တော့ပြောရရင်တော့မောင်ဆောင်ခအဲ့ဒီမှာတည်ရဆိုမဖြစ်နိုင်ဘူးတဲ့မောင်ဆောင်ခလက်ရှိအချိန်မှာဘာမှရှိနေလဲမင်းသူက ကြည့်ရတာဟုတ်ပဲဒီမိုးကိုဘက်ကိုတက်ဖို့ရှိတယ်လို့ကြားတယ်ဒါပေမဲ့ခုချိန်ကြီးတော့မောင်ဆောင်ကအအညာခွန်ထဲမှာရှိမလို့ကြားတယ်ပေါ့အညာဘက်ကအညာဒေသခွန်တော့ကြောက်ပရောင်းမဟုတ်ဘူးပေါ့ဗျာကြောက်ပရောင်းကသူ့နေနေကြောက်ရောင်းကြောက်ပရောင်းကသူ့မွေးဖွားရနေမြို့နေပေါ့ဒါပေမဲ့ကြောက်ပရောင်းမဟုတ်တော့အပေါ်ဘက်ပေါ့နော်ကျွန်တော်ထင်တယ်ဘယ်ဘက်တွေဖြစ်မလဲဆိုတော့ဒီမရိယာဘက်တွေရောက်နေမလားဒါမှမဟုတ်ဟုတ်ပဲရှူရှူပဲရောက်နေလာတာမသိဘူးကြောက်ပရောင်းအဲ့အဲ့ကြောက်ပရောင်းသားလေးอ่ะအဲ့အခု तू တက်မှာမိုးကုတ်ဘက်ကိုတက်တယ်လို့တက်မယ်တက်ဖို့ကြားတယ်တက်မယ်လို့ကြားတယ်တဲ့ဒါပေမဲ့လည်းအခုတိ confirm မပြောလို့မရအောင် တေချာလာတော့အောက်ကိုဆင်းလာဖို့မဖြစ်နိုင်ဘူးပေါ့နော် BPL မောင်ဆောင်ခါဘာလို့ဆိုရှမ်းမြောက်ဖွဲ့တွေတော့ပေါ့ပြီးတိုက်ခဲ့ပြီးတော့နောက် तू ပြန်ဆင်းရင်အညာဘက်ကို तू ဆင်းမှာဒီအကရင်ဝင်တော့ तू မဆင်းရဘူးပေါ့နော်အဲ့တော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့မောင်ဆောင်ခါတည်းမဖြစ်နိုင်ဘူး